ဒီနေ့စက်တင်ဘာ29ရက်နေ့အတွက် People's Press ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။အာနာသိန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာကရင်ပြည်နယ်နဲ့လူတို့ရဲ့ဘဝကိုအေဂျင်တင်ငင်အောင်ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့အတွက်ရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ကရင်နယ်ခြားစောင့်တဲ့ BGF ၊ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLAPC နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA ဒီအဖွဲ့၃ဖွဲ့ကပူးတွဲသဘောထားညင်ညာချက်ထုတ်ပြန်လိုက်ပါတယ်ရှင်။ မကွေးတိုင်းငဖဲမြို့နယ်ကနယ်ရေကန်ပြူဟာနီးမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတစ်ခုကိုအရခတပ်တော် AA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကထပ်မံသိမ်းယူလိုက်ပါတယ်။နယ်ရေကန်ပြူဟာကရခိုင်ပြည်နယ်အမ်းမြို့နယ်ကနေမကွေးတိုင်းပဲခူးတိုင်းဘက်ကိုထွက်တဲ့အမ်းပဒံလမ်းပိုင်းနဲ့ဆက်ဆက်နေတဲ့စစ်ကောင်စီရဲ့အဓိကစခန်းကြီးတစ်ခုဖြစ်ပါတယ်ရှင်။ကရင်ပြည်နယ်လေးကေကော်မြို့တဲ့ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့တိုက်ပွဲက၉ရက်မြောက်နေမှာလဲဆက်လက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီတပ်ကကရင်နယ်ခြားစောင့်တဲ့ BGF တရင်တို့ရဲ့အကူအညီနဲ့အပြင်းအထန်စစ်ကြောင်းထိုးနေပြီးမြဝတီမျိုးစောင့်တဲ့ခလာရ295တရင်ကနေလဲလက်နယ်ကြီးတွေနဲ့အဆက်မပြတ်ပြည်ကူပေးနေပါတယ်ရှင်။အာနာသိန်းစေုပ်စုကနျူကလ িয়ার နည်းပညာကိုငြင်းချမ်းတဲ့ရပ်ဘတ်အသုံးပြုမှုအတွက်သုံးမှာမဟုတ်ဘူးလို့အမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဦးကျော်မိုးထွန်းကပြောပါတယ်။ဒီကြောင်းကိုစက်တင်ဘာ26ရက်ကနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်ခဲ့တဲ့ အထွေထွေညီလာခံအစည်းအဝေးမှာဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါရဲ့ရှင်။